ုတ်ပြီကျွန်တော်ဒီမနေ့မှာတော့เนาะအသင်းတော်ကိုကာကွယ်ခြင်းမိဂဟာယတနည်းအားဖြင့်အသင်းတော်ကိုကာကွယ်တယ်ဆိုတာကเนาะခရစ်တော်ရဲ့ကိုယ်ခန္ဓာကိုเนาะထိမ့်သိမ့်ဆောက်ရှောက်တာပဲကျွန်တော်တို့ဒီအဲနားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ဘာနဲ့တူတယ်လဲဆိုတော့အသင်းတော်ဆိုတာကိုယ်ခန္ဓာနဲ့တူတယ်เนาะကျွန်တော်ဘုရားကိုယ်ခန္ဓာလည်းပြောရင်ခရစ်တော်ရဲ့ကိုယ်ခန္ဓာဖြစ်တယ်ကိုယ်ခန္ဓာ နော်ခွတ်တွေကိုခန္ဓာဖြစ်တယ်ဒီခွတ်တွေကိုခန္ဓာကိုကျွန်တော်ထိမ့်သိမ့်တာစောင့်ရှောက်တာကာကွယ်တာဖြစ်တယ်နော်အလားတရလူရပါလဲဆိုတော့နော်အသိတော်ဒီနော်ဟိုအဖွဲ့အစည်းမဟုတ်ဘူးအဲတက်ရှိဇီဝရုပ်ဖြစ်တယ်ဆိုရတာမလို့နာကျင်တတ်တယ်ခံစားတတ်တယ်နော်အဲတော့ဒီအရာတွေပုံမှန်ကျွန်တော်တို့ကပြုစုကိုစောင့်ရှောက်ဖို့ကာကွယ်ဖို့တာဝန်ရှိပါဥပမာကျွန်တော်ရဲ့ကိုယ်ခန္ဓာမှာ နော်မလိုလားအပ်တဲ့ဘေးအနေရကြာရောက်တော့ပဲဆိုရင်ကျွန်တော်ကကာကွယ်ရတယ်ကျွန်တော်ခဏနော်အနည်းဆုံးတော့လမ်းဘေးမှာကာဘင်ပေါက်ရတော့ကျွန်တော်လန့်ပြီးတော့អော်တာပဲနော်အတန်တစ်ခုချင်ရင်ကျွန်တော်ကွယ်ရမှာပုံးတာပါပဲကိုယ်ခန္ဓာကိုယ့်ရဲ့ကိုယ်ငါအစိပ်ပဲဘေးတစ်ခုကိုမှကျွန်တော်အထိထိုင်မခံခြင်းပါဘူးဒါမျိုးကိုယ်ခန္ဓာကိုညတမိုးထားတဲ့အနေနဲ့ဒုတိယကအသိတော်ဒီခုတည်းရဲ့ကိုယ်ခန္ဓာလို့ပြောတဲ့အခါပို့ပြီးတံမိုးထားမှာဖြစ်တယ် ဒီကိုခန္ဓာတွေကအခြေတိုင်ရင်နော်ဖားခဲ့ရမယ်အဲ့တော့ခုတော့ဒီကိုခန္ဓာတိဟုတော့အတင်းတော်ကတော့နော်ညာတက်ပါတည်ငင်းမှာဖြစ်တယ်တောဆတ်မှုတွေကအာမင်ဒါလောကရဲ့ဒီရှင်မြတ်တည်တောဆတ်မှုမိသားစုတောဆတ်မှုဆိုတာကခိတ္တခန္ဓာပဲဝိသားအဖြစ်တောဆတ်မှုကဒါပေမဲ့ဝိညာဉ်၌တောဆတ်တဲ့မိသားစုမိကိုယ်ပေါ်နမဒီအတင်းတော်ဒီကျတော့ထာဝရကာလတိုင်းမှာဖြစ်တယ်နော်အဲ့တော့ ကျွန်တော်တို့ရဲ့အချင်းချင်းတွဆမှုကတွဲသားအဖြစ်မဟုတ်ဘူးနော်ဒီမှာရှိတဲ့သူတွေကိုကျွန်တော်တွဆတဲ့လို့ပြောမင်းကြီးကမနမဖြစ်တယ်လို့ပြောရင်ဘယ်လိုတော်ဆက်တယ်လဲဝိညာဉ်တော်အဖြစ်တော်ဆက်တယ်လို့နော်ယေရှုခရစ်နဲ့တော်ဆက်တယ်တတိတော်ဆက်မှုကိုကျွန်တော်တန်ဖိုးထားဖို့လိုအပ်တယ်အလေးထားဖို့လိုအပ်တယ်ယူဆက်ဖို့လိုအပ်တယ်ဘာကြောင့်မလဲသာဝရကာလတန်တည်ပါမလို့တတိယဖြစ်ယေရှုခရစ်တော်ကိုယ်တိုင်ကနော်အသွေးနဲ့ပြောဝယ်ထားတာဖြစ်လို့ဖြစ်တယ် ဒီရောက်ကျွန်တော်တတ်မှုထားဖို့ဖြစ်တယ်တော့အသင်းတော်ကိုကာကွယ်တယ်လို့ပြောတဲ့အခါအသင်းတော်မှာဖေယောဖေယောဖြစ်စီမဲ့အရာတွေနော်အသင်းတော်မှာပဋိပက္ခဖြစ်စီမဲ့အရာအသင်းတော်မှာအတိတ်အကြောင်းဖြစ်စီမဲ့အရာတွေအသင်းတော်မှာနာကျင်စီမဲ့အရာတွေနော်အသင်းတော်မှာဟိုဘယ်လိုခေါ်မလဲမကြောက်မနာတာမဖြစ်စီမဲ့အရာတွေကိုကိုယ့်ရဲ့ကိုယ်ခန္ဓာကိုဒုက္ခရောက်စီမဲ့အရာမျိုးကိုမလုပ်တဲ့ကဲ့သို့နိခရတ္တဤကိုယ်ခန္ဓာကိုနော်ဟိုဘေးဥပါမဖြစ်စီဖို့လူတော်ကမကဲ့ရဲ့စီဖို့ เนาะကျွန်တော်တို့ကပိုပြီးကြည့်ဆိုင်မှာဖြစ်တယ်ဒါကြောင့်အသင်းတော်ဘာလို့အပ်တယ်လဲဆိုစီးလုံးညီမှုလို့အပ်တယ်ဆိုတာလည်းပြောချင်တယ်နံပါတ်1ချက်เนาะဘာလို့အပ်တယ်လဲစီးလုံးစီးလုံးညီမှုเนาะညီညွတ်မှုဆိုတာကဘာလဲဆိုစူပေါင်းမိသားရဖွဲ့ခြင်းရဲ့အသက်ဝိညာဉ်ဖြစ်တယ်အာမင်သုံးလို့ဘယ်ကျွန်တော်ဘာလဲဆိုလို့ရှိရင်ဒီမိသားရဖွဲ့ခြင်းအစုအဖွဲ့နဲ့เนาะအသင်းတော်မှာညီညွတ်မှုမရှိဘူးဆိုလို့ရှိရင်ဘာလဲဆိုရင် အသက်ဝိညာဉ်မရှိတဲ့ကိုယ်ခန္ဓာနဲ့တွတ်တူမှာနော်အဲ့တော့ဘာလို့အပ်တယ်လဲဆိုတော့သူပေါင်းမိတ္တရာဖွဲ့တဲ့နေရာမှာကျွန်တော်တို့ကနော်ဒီအရာကိုတန်မိုးထားရမယ်ဒါကိုကာကွယ်ပေးရမယ်မိတ္တရာဖွဲ့ခြင်းမှာနော်ဟိုခိုင်မာဖို့ညီညွတ်စွာနဲ့ရှိနေဖို့သစေသဘောတူဖို့အတွက်ကျွန်တော်တို့ကဘာလို့လဲဆောက်ရှောက်ရမယ်ကာကွယ်ရမယ်ပြုစုရမယ်ဒါကျွန်တော်တို့ရဲ့တာဝန်ဖြစ်တယ်နော်ဒီအရာကိုကျွန်တော်တို့ကမထိမ့်သိမ်းဘူးမကာကွယ်ဘူး တော့ဖြစ်စည်းလိုက်မိတယ်ဆိုရင်ဒါဒီပါလဲဆိုရင်အသင်းတော်ရဲ့နော်ပြောမယ်ဆိုရင်တော့ကိုခကိုအသင်းတော်ရဲ့ကိုခနာလေးကနေပါလဲဆိုတော့ဒီစုပေါင်းမိသဟာယဖွဲ့ခြင်းလို့ခေါ်တဲ့အဲညီညွတ်မှုပေါ့နော်ဒီစေတဘောတူညီမှုကိုအတက်ဝိညာဉ်ကိုဆွဲထုတ်လိုက်လို့ပဲခွတ်တော်ရဲ့ကိုခနာဒီဟူသောအသင်းတော်တော့ရှိနေတယ်တို့တော့အဲ့ဒီမှာပါလဲဆိုတော့မေတ္တာရဖွဲ့ခြင်းမှာညီညွတ်မှုရှိဘူးဆိုလို့ရှိရပါလဲဆိုတော့ကိုခန္ဓာတွေကနော်အသေးနှလုံးကိုဆွဲထုတ်လိုက်တာနဲ့တူတယ် နော်သဘောပေါက်မယ်နော်အဲ့ဒါဒါကြောင့်မလို့ဒီအရာဟိုခရစ်တော်ရဲ့ကိုခန္ဓာအแทမှာအဲစီးဆုံးညီညွတ်ခြင်းလို့ခေါ်တဲ့နော်အရာလဲအင်မတန်လိုအပ်ပါတယ်လို့နော်အဲ့ဒါမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲအသိတော်တော့ရှိတယ်အသိတော်မှလည်းပါဝင်တယ်ဒါပေမဲ့အဲ့ဒီအသိတော်မှာဘာလို့အပ်နေတယ်လဲညီညွတ်မှုလို့အပ်နေတယ်နော်စီးလုံးမှုလို့အပ်နေတယ်ဆိုရင်ဒါတွေပါလဲဆိုတော့အတဝိညာဉ်လိုတယ်လို့ပြောတာနဲ့အတူတူပဲ နော်ကိုခန္ဓာလည်းရှိရနေအသက်မရှိတဲ့ဟာမျိုးဖြစ်နေတယ်နော်အသင်းတော်လည်းရှိတယ်ဒါမှမဟုတ်ဖြစ်လေမနှွေးထွေးဘူးမိဋ္ဌာယမရှိဘူးဆိုရင်အဲမိဋ္ဌာယရှိရနေညင်ညို့ဘူးဆိုလို့ရှိရင်နှဆောင်မှုတွေနဲ့တွိုင်းရင်ဘာဖြစ်ကုန်မလဲဆိုတော့ဝိညာဉ်ကင်းမဲ့တဲ့ကိုခန္ဓာမျိုးတဒံတူပါလိမ့်မယ်လို့ပြောချင်ပါတယ်နော်ဆိုတော့အဲဒီနေ့ကဘာပေါ်မှာအသင်းတော်ထက်ပူပြီးတန်မိုးထားစရာကိစ္စရပေရာကမရှိဘူးပေရာကမရှိဘူးဆိုတော့ ခရစ်တော်ကိုယ်တိုင်ဒီအသင်းတော်အတွက်အမြင့်ဆုံးသောအဖို့ခါကိုပေးခဲ့တာဖြစ်တယ်။အဲတော့ဒီအသင်းတော်ကိုတန်ဖိုးထားစေချင်အသင်းတော်ကိုကာကွယ်ဆောက်ရှောက်စေချင်တယ်။သို့သဖြင့်အသင်းတော်ထဲမှာဘာတွေရှိနေလဲဆိုအုပ်စုကွဲမှုရှိတယ်။နော်အုပ်စုကွဲမှုရှိတယ်။အသင်းတော်မှာလည်းအနည်းနဲ့အများအုပ်စုကွဲခြင်းနေနော်ဆရာဆရာကွဲခြင်းနော်ဘက်လိုက်ခြင်းတွေရှိတယ်။နောက်တစ်ခုကဘာလဲအခြေအပြင်းမာတဲ့အခြေအနေတွေနော်တင်းမာတဲ့အခြေအနေဆိုတာဟာဆိုတာမဖြစ်တာပေါ့။ မသားကမြတယောက်နဲ့တယောက်နော်လက်လျောညီဖြစ်လို့ရှိနေတော့တာတယောက်နဲ့တယောက်အစီမကန့်နိုင်တော့တာလည်းရှိတယ်နော်ဒီလိုလေးရှိရင်ဒါတွေဟာပါလဲဆိုရင်ကာကွယ်ဖို့ထက်ကိုပါလဲဆိုတော့ဖြက်စီးဖို့ပဲကိုပိုရောက်သွားတယ်ဖြက်စီးဖို့ပဲပိုရောက်သွားတယ်ဆိုတော့ဒီလိုတွေ့တင်ပါတယ်နော်အဲဆိုတော့ကျွန်တော်ကဘုရားသခင်ရဲ့မိသားစုဝင်တယောက်ဖြစ်တယ်ဆိုရင်ကိုကိုကိုငါဒီအဖေရားသခင်အသွေးတော်နဲ့ယူဝဲထားတော့နော် သားသမီးတယောက်ဖြစ်တယ်လို့ပုဂ္ဂိုလ်ကိုခံယူတယ်နားလည်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့လဲဆိုတော့ဒီဒီသားစုနဲ့ဆိုင်တဲ့နော်ဒီအသင်းတော်နဲ့ဆိုင်တဲ့မိသားရာဖွဲ့မှုအတွင်းမှာရှိတဲ့ညီညွတ်မှုကိုကာကွယ်ဖို့တာဝန်ရှိတယ်လို့ပုဂ္ဂိုလ်ကိုမှတ်ရမှာဖြစ်တယ်ဒီအသင်းတော်စီလုံးမှုအတွက်ငါ့မှာတာဝန်ရှိတယ်ဒီအသင်းတော်ညီညွတ်မှုအတွက်ငါ့မှာတာဝန်ရှိတယ်ဘာဆိုလဲဒါကငါ့မိသားစုပဲညာတစ်ခင်ပေးထားတဲ့ငါ့မိသားစုဖြစ်တယ်လို့ ဒီလိုမှတ်ယူရမှာဖြစ်တယ်နော်အဲ့တော့မိသားရဲ့ပွဲမှုကိုကာကွယ်ထိန်းသိမ်းမှုအသိတော်ထဲမှာနော်မိသားစုတွေကမကဘူးယုတ်ကြည်သူအားလုံးဒီကိုယ့်ရဲ့အသိတော်ထဲမှာရှိတဲ့မိသားစုတွေမကဘူးကိုမသိတဲ့ကိုမမြင်တဲ့ကိုမကြားသေးတဲ့ယုတ်ကြည်သူတွေအတွက်ပါကျွန်တော်စဉ်းစားရမှာဖြစ်တယ်တစ်ခါတည်းမှကိုပါဝင်တဲ့အသိတော်မှာတော့သာသနာဖြစ်တဲ့ဒါပေမဲ့တခြားတဲ့နောက်ရုံနဲ့စကားတော့မပြောဘူးဆိုတာမျိုးလည်းရှိပြတတ်တယ်နော်ဒါလည်းမဖြေရဘူး ဲ့တော့ယုံကြည်သူအချင်းချင်းဆိုတာကနော်ဟို denomination လို့ခေါ်တဲ့အဖွဲ့အစည်းတွေနော်ဒီဟိုဟာဒီမတူတာတွေရရှိနေပါတယ်သို့တော်လည်းပဲကျွန်တော်တို့ကဘာလဲယုံကြည်သူအချင်းချင်းအားလုံးကဘာလို့မဖြစ်လို့ရှိရင်တရားမျိုးတရားအပြန်လန်စီလုံးမှုတွေကိုတိဆောက်ရမှာဖြစ်တယ်ညှို့ညို့မှုတွေကိုတိဆောက်ရမှာဖြစ်တယ်မိမိရဲ့မိသားစုအစ်တော်တွင်ကမိသားစုတွေမှာကယုံကြည်သူတွေအားလုံးနဲ့ပုံပြီးတာဟာတရားဖြစ်ဖို့ညှို့ညို့ဖို့အတွက်တက်နိုင်တဲ့များဘာလို့လဲနီးလန်းနေရှာပြီးတော့တိုးတက်ကောင်းမှုအောင်ထိမ့်သိမ့်မှုလိုအပ်တယ်နော် ဒီရှုခတ်တော်ကိုရဟန္တာကိုတောင်းပန်ပေးထားတာဖြစ်ဖြစ်เนาะအဲတော့ဒီမှာအဖက်အခန်းကြီး၄အပိုင်ငယ်၃မှာအတင်းအတင်းပေါင်းဖော်ခြင်းအခွင့်အရေးအပြင်သင်တို့ဒီအချင်းချင်းတည်သဘောမချားမနာတလုံးတဝါလေးဖြစ်အောင်ကစူးစမ်းအထောက်ကြလို့တဲ့အားလုံးကြလို့အဲ့တော့လက်တွေ့ကျင့်သုံးတဲ့နေရာမှာကျွန်တော်ကပါလဲဆိုလို့ရှိရင်အချင်းချင်းပေါင်းဖော်ခြင်းမှာအတင်းအတင်းရှိဖို့လိုတယ်လက်လျောညီထွေရှိရမယ်เนาะအခွင့်အရေးတွေမှာ ပြီးတော့အချင်းချင်းစိတ်တဘောမချမ်းမနာတဲ့ကိုယ်ပြရတဲ့စိတ်တဘောမဟုတ်ရှိရအောင်တလုံးတော့ရဲဖြစ်အောင်ငါကြိုးစားအားထုတ်ကြလို့ဆိုတဲ့ကားလေးကိုလာအဲ့တော့ယုံကြည်သူအနေနဲ့ဘာကြောင့်လို့ဒီလိုစီးလုံးမလို့အပ်တယ်ယုံကြည်သူတွေကဘာဖြစ်လို့မချမ်းမနာတလုံးတော့ရဲဖြစ်ဖို့လို့အပ်တယ်လို့မင်းဒီမှာ if it always ဆိုပဲအခန်းကြီး၄ပဲနော်ဒီလိုကမှကြည့်လိုက်လို့ရှိရင်ဆက်လက်ပြီးတွေ့ရမယ် တင်းတို့ခေါ်တော်ဝင်နေဆိုင်တော်မျောလင်းကြီးတပါးထဲသို့ခေါ်တင်းတော်မူနေလေရကိုတကိုဒီစေဝိညာဉ်တပါးရှိ၏သခင်တပါးယုတ်ပြင်းတပါးပရိသတ်တပါးခတ်သိန်းတော်ငါတို့အပါဖြစ်တော်ဘုရားသခင်ဆွေရှိတော်မူ၏ဆိုတော့ဒီနေရာမှာနားလည်ဖို့ကပါယုတ်ချီသူများအနေနဲ့ပါရှိတယ်သခင်တူတည်းရှိတယ်အာမင်နော်အာမင်ကျွန်တော်တို့ကျွန်တော်တို့ရဲ့သခင်ကတူတည်းပဲ ပြီးရင်ဘာလဲဆိုတော့ခန္ဓာလည်းတစ်ခုတည်းပဲတစ်ခုတည်းတစ်ခုတည်းပြီးရင်ရည်ရချက်ကလည်းတစ်ခုတည်းဘယ်လိုပြောလဲနော်ပြီးရင်ဘာလဲဆိုခမဲတော့တပားတယ်အာနော်ဝိညာဉ်တော့တပားတယ်တပားတယ်နော်ညှော်လိချက်တစ်ခုတည်းဟုတ်နော်ယုံကြည်ခြင်းလည်းတစ်ခုတည်းတစ်ခုတည်းဗတ္တိဇံလည်းတစ်ခုတည်းဟုတ်တော့ နောက်ဆိုချစ်ချင်းမြတ်တာဆိုရင်လည်းတစ်ခုတည်းပဲအားလုံးကတစ်ခုတည်းဖြစ်တယ်ဆိုတော့ဒီဒီတစ်ခုတည်းမှာပဲကျွန်တော်အားလုံးကစုနေတယ်လို့ဟိုသိထားတယ်နားလည်ထားတယ်ဆိုပေမဲ့လို့လက်တွေ့ကျင့်သုံးမှာကျွန်တော်ဘယ်လိုဖြစ်လဲတစ်ခုတည်းလို့မခံစားရဘူးဟုတ်ဘာဖြစ်လို့ဆိုတော့လူတွေဟာပါလို့မတူညီတဲ့ဒီ background ပေါ့နော်ကွဲပြားတဲ့ဌာနတဲ့အကြီးအသေးတွေရှိတဲ့ ကျောရနောက်ကနေရှိတယ်ပဝန်းကျင်နေရှိတယ်လူမျိုးစုတွေရှိတယ်เนาะဒီရေကျင်းမှုတွေရှိတယ်ဘာသာစကားတွေရှိတယ်ဆိုတော့အဲ့ဒီဟာလေးတွေကိုကျွန်တော်တို့ကဟောမြင်မိတာပေါ့အဲ့ဒီအပေါ်ရန်စီတားလေးတွေကိုမြင်ပြီးတော့ကျွန်တော်တို့ကပါလေဆိုတော့ငါတို့ဒီเนาะရုပ်ကြည့်ချင်းတစ်ပါးထဲမှာပဲရှိတော့တယ်ဖြစ်တယ်ဝိညာဉ်တစ်ပါးထဲမှာရှိတော့တယ်ဖြစ်တယ်ကင်မရာတစ်ပါးထဲရှိတော့တယ်ဖြစ်တယ်ဆိုတာကိုမေ့သွားတယ်အဲ့လိုမေ့သွားတဲ့အခါပါလို့ပြောပြခြင်းဖြစ်ပါတယ်စီလုံးညီညွတ်မှုတစ်ခုပြောပြခြင်းကိုဖြစ်သွားတယ် ဆိုအဲ့ဒါကိုကျွန်တော်တို့ကတတိချက်မိအောင်เนาะအသိနှုတ်ကိုမပြုတ်ပွဲအောင်အသိနှုတ်ကိုအဲပူပြီးကြစ်လက်အောင်စီလုံးအောင်ကျွန်တော်တို့ကဒါကိုသဘောပေါက်ဖို့လုပ်တယ်ဆိုတဲ့လေးကိုပြောတင်တာဖြစ်တယ်เนาะအဲ့တော့ဒီတိကျွန်တော်သဘောပေါက်မယ်ထင်ပါတယ်เนาะအဲ့တော့ဆက်လက်ပြီးတော့ကျွန်တော်တို့သွားမယ်ဆိုလို့ရှိရင်အသိနှုတ်ကိုကာကွယ်ခြင်းဆိုတဲ့နေရာမှာနှုတ်ဆောင်မဲ့ခံပါရရှိတယ်ဆိုကျွန်တော်တို့ညွှန်လင်းချက်တွေကိုနံပါတ်1အနေနဲ့လက်တွေ့ဆံလက်တွေ့ကြောက်အောင်လုပ်ပါဆိုအသိနှုတ်ဒီ နော်ကျွန်တော်ရဲ့ပါဝင်နေတဲ့နေရာကျွန်တော်စုဝေးတဲ့စုအဝေးမိသဟာယအဖွဲ့ကြီးဘယ်လိုပဲမပြည့်စုံနေပါလိမ့်စေကြီးမားတဲ့စနစ်တာဖြစ်ချေရမယ်ဆိုတော့ဒီကနေ့ကျွန်တော်တို့ကမှလည်းဆိုရင်အသေးတော်ထဲမှလာတဲ့အခါကျွန်တော်ရဲ့မျောလင်းချက်ကဘယ်လိုလာလဲပြည့်ပြည့်စုံတဲ့ရဝန်တစ်ခုကိုမျောလင်းတယ်နော်ဘယ်သူကတော့ပြင်ကကိုဘယ်လိုလေးဆိုတဲ့အားမျိုးနဲ့မျောလင့်လာတယ်ရှိတယ် ဒါပေမဲ့ခက်တာကအသိန်းတော်မှာပါရှိတယ်အသိန်းတော်ဆိုတဲ့အရာကလူနော်မတူခုနပြောတယ်မတူညီတဲ့ background တွေကြီးမှုတွေလူမျိုးစုတွေပါဝင်နေတော့နော်အတွေ့အခေါ်မျိုးစုံအမှုကြီးမျိုးစုံတွေဘာဖြစ်ကုန်လဲစိတ်ရိုက်မျိုးစုံပြီးတော့အသိန်းတော်ကနော်ဖြည့်ဖြည့်ခတ်နေတဲ့အရာတွေဖြစ်တယ်အဲဖြည့်ဖြည့်ခတ်နေမယ်လို့ပြုတ်ခွဲတာမျိုးမဟုတ်ဘူးနော်အသိန်းတော်ရဲ့သဘာဝဒီလိုပဲပွတ်တက်မှုတော့ရှိနေမှာပဲသို့တော့အဲ့ဒီပွတ်တက်မှုကြားထဲမှာမှာကိုကပါလဲရှင်ဟိုပြိုလဲမသွားဘူးသမ ्या ကိုလည်းပြူလည်းမသွားစေဘူးတော့အချင်းချင်းတက်ဖို့တော့ဖေးမရင်ဖေးသိမ့်ရင်းနဲ့ ငါတို့ဟာသခင်တစ်ပါးတည်းပဲဗာဒိဆရာတစ်ပါးတည်းပဲဝိညာဉ်တော်တစ်ပါးတည်းပဲသမဲတော်တစ်ပါးတည်းပဲသခင်တစ်ပါးတည်းပဲဆိုတာကိုအချင်းချင်းပြောတော့ခွန်အားပေးရင်တိဆောက်ရင်းနဲ့သွားဖို့ဖြစ်တယ်။ဒါကြောင့်လက်တွေ့ကြတဲ့မျောလင်းချက်တွေကိုခါဖို့ဖြစ်တယ်။နော်အဲ့တော့ဒီနေ့အတင်းတော်အထက်မှာလာတဲ့အခါမှာကျွန်တော်တို့မျောလင်းတဲ့စန္ဒမူနာထားခြင်းတွေရှိနိုင်တယ်။ဒါပေမဲ့တကယ်လက်တွေ့ဖြစ်ဖြစ်ပြနေတဲ့အရာတွေနဲ့တော့နော်ကွာဟာချက်တွေရှိနေဖြစ်တယ်။အဲ့တော့ဒီလိုဒီပုံလေးလို့မျောလင်းထားပြမယ်လို့တကယ်ကြုံရတာကတမျိုးဖြစ်နိုင်တယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့အလွယ်တကူစိတ်ဖြစ်နိုင်တယ်။ အဲ့လိုမျိုးစိတ်ပြတ်နိုင်လေဆိုလို့ရှိရင်တော့ကျွန်တော်တို့ပါလောက်မယ်ဆိုတော့အသင်းတော်ကဘလို့ပဲမပြည့်စုံနေပါလိမ့်စီကျွန်တော်တို့အသင်းတော်ကဘုမကြီးမားတဲ့မြတ်တာနဲ့ချစ်နေရမယ်ဆိုတဲ့အရာလေးကိုအမြဲတမ်းနှလုံးသွင်းပါဒါဒီအသင်းတော်ကိုကောက်ွက်ရရောက်တယ်မဟုတ်ရင်တော့ကိုမျော်လင့်သလိုဖြစ်မလာလို့ဆိုပြီးတော့အဲ့ဒီစိတ်နဲ့ဆိုရင်အသင်းတော်ကိုကျွန်တော်တို့ကကောက်ွက်ရမရောက်ဘူးတိဆောက်ရမရောက်တော့ဘူးကျွန်တော်ဘာလို့လဲဆိုတော့အသင်းတော်တွေကနေနောက်ဆုတ်သွားပြီးတော့အသင်းတော်ကိုအားရစေမယ့်အရာဖြစ်တယ် ်အသင်းတော်မှာခမားရဲ့တာဝန်ခမားရဲ့ပါဝင်မှုကိုအင်မတန်လိုအပ်ပါတယ်နော်ဒါဆိုတော့ဟိုတယောက်ထဲမို့လို့နော်ဒါဟိုအထင်မသေးနဲ့တကယ်တယောက်ထဲကြောင့်မို့လို့ဖြစ်ပြက်သွားတဲ့အရာတွေကဘာမှာပြောင်းလဲတယ်အများကြီးပဲနော်အဲ့အပြောင်းလဲတွေကိုဖြစ်စေတဲ့အရာတွေเนาะဒီအ ਨੇ ကိန်းဆိုတဲ့ဟာတွေเนาะကျွန်တော်နောက်ပိုင်းရှင်စာအုပ်လေးရှိတယ်ပြောပြပေးမယ်เนาะဒါဒီနေ့တော့ဒီကြောင်းညာပြောတာမဟုတ်လို့ဟောပါတော့เนาะအဲ့တော့ ကျွန်တော်တို့တူဦးတဲ့တယောက်တည်းဆိုပေမဲ့လည်းပဲကျွန်တော်တို့အားဖြင့်အတင်းတော်မှာသူကြောင်းနေမှုတွေပြုခြင်းမှုတွေအများကြီးလိုအပ်ပါတယ်ကျွန်တော်ရဲ့ပါဝင်မှုအခန့်ကဏ္ဍတွေအများကြီးလိုအပ်တယ်ဖြစ်တယ်ဒါကြောင့်မို့လို့အတင်းတော်ဒီကျွန်တော်ရဲ့မျောလင်းထားတဲ့စံနှုန်းတွေအတိုင်းမပြည့်စုံစေအောင်တော့ကျွန်တော်တို့ထင်တယ်လို့မဖြစ်စေအောင်တော့ကျွန်တော်ဘာလုပ်ရမှာလဲဆိုတော့အဲရှေ့ရပါဝင်ရမယ်ဟောအတင်းတော်ကိုစွစုရမယ်အချာချာသောယုံကြည်သူတွေကကျွန်တော်တို့ကိုလေဟိုစိတ်မချမ်းသာအောင် စိတ်ပြတ်အောင်လုပ်တတ်ပါလိမ့်မယ်။ဟောကျွန်တော်အသင်းတော်ထဲမှာပါဝင်တဲ့အခါလေးနေရင်ထိုင်ရင်နဲ့တခြားသောယုတ်ကြည်သူကနော်တခြားသောညီကိုမနမှာကျွန်တော်တို့ကဘာဖြစ်လဲစိတ်ကကြအောင်စိတ်မချမ်းမြေ့စရာတွေလုပ်တတ်ပါတယ်။ဒါမှလည်းအဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့မိသားယာဖွဲ့ခြင်းအသင်းတော်၌ပါဝင်ခြင်းကိုနော်ရပ်ပစ်လိုက်စရာအကြောင်းမရှိပါဘူး။နော်ကျွန်တော်မတော်တော့ဘူးကွာ။အသင်းတော်မပါဝင်တော့ဘူးကွာဆိုတော့ဆုံးဖြတ်ခြင်းမျိုးဘယ်လို့မှချဖို့မရှိ မတင့်တော်ဘူးမဖြစ်ဘူးဆိုတာလေးကိုမချတယ်မှုဆိုတာလေးကိုမှတ်ဖို့လိုအပ်ပါတယ်နော်နော်ဒီကမှဟိုဆက်ဆက်လေးမှတ်ထားလို့ရတယ် if over ဆိုတာခန်းကြီးလေးအပိုင်းငယ်နှစ်မှာပါတယ်ရအတင်းတော်ထဲမှာပါဝင်တဲ့အခါအရာရာနိုင်တဲ့စိတ်နေချခြင်းနုညံ့တိမ်မွေခြင်းစိတ်ရှိခြင်းနဲ့ပြည့်စုံသဖြင့်တဲ့မေတ္တာစိတ်နဲ့တယောက်ကိုတယောက်သီးခံခြင်းရှိကြ၍နော်သီးခံခြင်းရှိကြ၍အဲ့တော့တယောက်ကိုတယောက်ပါလဲဆိုတော့မေတ္တာစိတ်နဲ့သီးခံခြင်းရှိကြမယ်ဘာဖြစ်လို့လဲ စိတ်နေချခြင်းနှုတ်ညံ့သင်ပေါ်ခြင်းစိတ်ရှိခြင်းနဲ့ပြည့်စုံရမယ်အဲ့တော့ကျွန်တော်တို့မျှော်လင့်ထားတာကအသင်းတော်ဆိုတဲ့ပုံစံတစ်မျိုးနော်ပြည့်စုံကောင်းမွန်တဲ့ရဝန်ပေါ့ဒါပေမဲ့တကယ်တမ်းရင်ဆိုင်ကြုံတွေ့ရပါလေအနာအစာတွေနဲ့နော်ပုတ်တိုင်မှုတွေနဲ့ကြုံတွေ့ရတဲ့အခါကျတော့အဲ့လိုဟိုမျှော်လင့်ချက်နဲ့လက်တွေ့ကြတဲ့အရာနဲ့ကအထက်ထဲမဖြစ်ဘူးအဲဆိုတော့ဘာဖြစ်လဲဆိုဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကအသင်းတော်ပေါ်မှာမပြည့်စုံပါလိမ့်စီပေါ့နော်အသင်းတော်ထဲကလူတွေကကျွန်တော်တို့ဘယ်လိုပဲ ပြပါလေစီမေတ္တာပြပြီးချေရမယ်ဒါကျွန်တော်တို့ကိုခရစ်တော်ကမှမိမ့်ပါတဲ့ပေးထားတဲ့တာဝန်တရားဖြစ်တယ်เนาะဒုတိယတစ်ချက်ကတော့အသင်းတော်ကိုကာကွယ်တဲ့နေရာမှာပြည့်ပြည့်ဝေပါမှုကိုရှောင်ပါဘာလို့ရမှာလဲဆိုတော့အားပေးပါပြစ်တင်ဝေဖန်ခြင်းဆိုတာကနော်ကျွန်တော်တို့အများအားလွယ်တွယ်ကူကူလုပ်လို့ရတဲ့အလုပ်ဖြစ်ပြီဟုတ်လားမဟုတ်လားဟုတ်ပါဟုတ်တယ်နော် စ်တင်ခြင်းတို့ဝေဖန်ခြင်းတို့ဆိုတာအလွယ်တကူလှုပ်လို့ရတယ်ဖြစ်တယ်။ဒါတခုမှမလုပ်ခိုင်းနိုင်ဘူး။ဒီမှာရပြီသူတစ်ပါးကိုဝေဖန်တိုက်ခိုက်တယ်ဆိုတဲ့အခါနော်လက်တွေ့ကူညီပါဝင်လှုပ်ဆောင်တာတဲ့ကအမြဲတမ်းပဲကုထက်လုပ်ဖို့။ဟောတော့ဟုတ်ဘေးထိုင်ဖို့ပြောလို့ခေါ်တာ။ဘေးထိုင်ဖို့ပြောကိုယ်ထိုင်နဲ့မလုပ်ဘူး။တမန်လှုပ်တာကိုလည်းအကောင်းမမြင်ပေဘူး။နော်ဝေဖန်မယ်ကဲရမယ်နောက်ဆုံးဘာဖြစ်မလဲအပြစ်တင်မယ်ပုံချမယ် အခုတော့တွေ့ထားပြီမဟုတ်လားအခုတော့ဖြစ်ပြီမဟုတ်လားငါထင်သားပဲဆိုတဲ့ဟာမျိုးလေအဲ့လိုကြားရင်ကျွန်တော်တို့အားရှိမယ်ထင်လာတယ်လောက်ရတဲ့သူတွေကအားမရှိဘူးပို့ပြီးစိတ်ကြကြအဲ့ဒီခါအသက်တော့ထွက်ချင်တဲ့စိတ်တွေပေါ့နော်ခေါင်းခံပြီးလောက်ရတဲ့လုပ်တွေပေါ်မှာလေဟိုအစမပြေဘူးကြာရှုံးသွားတယ်ဆုံးဆုံးမှုတွေရှိတဲ့အခါမှာဘယ်လိုပြောမလဲခွန်အားပေးရမယ့်အစားအားပေးရမယ့်အစားပါစေပြစ်တင်ဝေဖန်မှုတွေလာတဲ့အခါပဲစိတ်ကြကြလို့ သူတစ်ပါးကိုကိုယ်လည်းမလုပ်ဖို့ဖြစ်လို့ကိုယ်တိုင်လုပ်ခံရရင်လည်းဘာဖြစ်လဲခွန်အားယူဖို့ဖြစ်တယ်နော်အဲ့တော့အခြားသောယုံကြည်သူတယောက်ကိုကျွန်တော်တို့ကနော်စစ်ကြောစီရင်လိုက်တဲ့အခါကျွန်တော်တို့အဲ့လိုစီရင်နိုင်စီရင်နိုင်မှာဆိုဂျိုလေးပါးကိုဖြစ်တယ်ချက်လေးချက်ကိုဖြစ်စီတယ်ချက်ချင်းဖြစ်စီတာနော်နေရာလေးကိုကျွန်တော်တို့တတိချက်ဖို့လိုအပ်တယ်ဘုရားသခင်နဲ့နံပါတ်1ဘုရားသခင်နဲ့မိသားယာဖွင့်ရှင်ဆိုဂျိုသွားတယ်ကိစ္စရက်တွေတခုခုဖြစ်လာတယ်ဖြစ်လာတယ်မှာကျွန်တော်တို့ကဝေဖန်မှုကိုရှောင်မှာ အားပေးပါလို့ပြောနေတဲ့နေရာမှာကျွန်တော်တို့ဒါကိုမလုပ်ဘူးဆိုရင်ပါလေဆုံးရှုံးတဲ့အရာဆိုချိုလေးပါးကိုဖြစ်စေတယ်နံပါတ်၁ချက်ဖရာသခင်နဲ့မိသားယာဖွဲ့မှုဆုံးရှုံးသွားတယ်နော်ဝေဖန်တတ်တဲ့သူတစ်ယောက်ကဖရာသခင်နဲ့မှန်ကန်တဲ့မိသားယာမရှိဘူးလို့ပြောချင်တယ်နောက်တစ်ခုကပါလေကိုယ့်ရဲ့အတ္တတာထဲမှာလည်းပါဖြစ်လဲဆိုတော့နော်သူတစ်ပါးပေါ်မှာနော်လက်ပြမလုံတာပေါ့ဗျာကိုကိုကိုပေါ့ နော်ပုဂ္ဂိုလ်ကိုလက်ပြမလုံတလို့မျိုးရှိတယ်ဆိုတာကိုပြတ်တရရောက်သွားတယ်ပုဂ္ဂိုလ်ကိုယုံကြည်မှုမရှိတယ်လို့မျိုးနော်ပြတ်တရရောက်သွားတယ်တတိယနောက်တစ်ခုကဘာလဲဆိုရင်ကိုကိုယ်တိုင်လည်းပဲအချိန်မှနော်ဘုရားသခင်ထံမှာစီရင်ခံရဖို့အပ်လိုက်တာ ਨੇ လို့လိုပဲမတားတာလားနော်ဒီလိုလိုလေးပါအဲ့ဒါပဲနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အဲနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အသင်းတော်ရဲ့မိသားရဖွဲ့မှုကိုထိခိုက်နာကျင်အောင် းလုံးလိုက်တာပဲอืมတခါတည်းအချက်လေးချက်ကိုချိုးဖောက်ပေးရဖြစ်သွားတယ်နော်အကြောင်းမလို့အပြစ်ရှာတတ်တဲ့သူနော်ဒီလိုသဘောထားရှိတဲ့သူကဘာလဲဘာလဲဆိုတော့အကျင့်ဆိုးအကျင့်ရိုင်းကိုငွင့်နေတာနဲ့တူတယ်အဲ့ကျွန်တော်တို့ကဘာလုပ်ရလဲတခါတရားမှလေးကျွန်တော်တို့ကဖြစ်ပြတဲ့အချင်းတွေကိုအရင်မသုံးတတ်ဘူးစနီးမနာဘူးတခုခုဖြစ်တာနဲ့ပါလဲ ဖြစ်တင်ခြင်းစစ်ကြောခြင်းကအရင်လာနော်ဒီအရာပေါ်မှာကျွန်တော်တို့အပြေမလို့ရှာမလဲဘယ်လိုနှစ်သိမ့်မလဲဘယ်လိုအားပေးမလဲနောက်တစ်ပတ်ဒီကဲဒီလိုမဖြစ်အောင်ကျွန်တော်တို့ဘယ်လိုပြုစုပေးမလဲဆိုတော့ဒီရွယ်ချက်ထက်နော်မျောမှန်းချက်ထက်ကျွန်တော်တို့ကဘာလုပ်ကြလဲဖြစ်တင်ခြင်းလာတယ်ဝေဖန်ခြင်းလာတယ်စစ်ကြောခြင်းလာအဲ့ဒီလိုလုပ်လိုက်ပြီလို့ရှိရင်ခုနအချက်လေးချက်ဖြစ်စီတယ်ကိုယ်တိုင်ဘုရားခင်နဲ့မိသားရာဘာဖြစ်သွားတယ်လဲ ရှုံရှုံသွားတယ်ကျိုးပြက်သွားကိုယ့်ရဲ့မလုံခြုံမှုလက်ပြမလုံမှုကိုလည်းပြတတ်ရရောက်သွားတယ်ဘုရားသခင်ရှိမှစီရင်ခံရဖို့ကိုကိုကိုအနံ့လိုက်တာနဲ့အတူတူပဲတစ်ချိန်မှာကိုလည်းဒါကြောင့်မလို့ရှေးရခုတ်မှပြောပါတယ်နော်တစ်ချိန်မှာစစ်ကြောစီရင်ခံရမှဖြစ်လို့တယ်မင်းတို့အများသောဆရာမဖြစ်ကြနိုင်လို့ပြောတာသူတစ်ပါးပေါ်မှာစစ်ကြောစီရင်ခြင်းတွေကိုရှော့ဖို့ပြောနေတယ်မလုံဖို့ပြောနေတာအဲ့ဒီလိုလုံနေခြင်းကခမည်းကိုယ်တိုင်ဘုရားသခင်ရှိမှစီရင်ခံရဖို့အတွက် ကိုကိုကိုအနန္တနေတာဖြစ်တယ်နော်နောက်တစ်ခုကအသိတော်ရဲ့မိသားရဖွဲ့ခြင်းကိုထိခိုက်နာကျင်အောင်လုပ်လိုက်တာဖြစ်တယ်နော်ဒါကြဒါကြအကျင့်ဆုံးတွေဖြစ်တဲ့အကျင့်ရိုင်းတွေဖြစ်တဲ့မုံမွေးမျိုးကိုနော်တရားကိုရှင်းပြဖို့အတွက်ဒီနေရာမှာပြောနေတာဖြစ်တယ်ဒါကြောင့်ပြစ်တင်ဝေဖန်မှုကိုရှောင်မှာမလုပ်ရမလဲအားပေးပါတတိယချက်မှာအတင်းအဖြစ်စကားတွေကိုနားထောင်ဖို့ငင်းဆိုင်အပေါ်မှာတော့ဗာလဲဝေဖန်ပြစ်တင်မှုတွေကိုကိုကလှုပ်ဆောင်တဲ့အရာပြောဆိုတဲ့အရာကိုရှောင်ခိုင်းတာ တို့စတရားချက်မှာကြတာအတင်းချင်းစကားတွေကိုနားထောင်ဖို့မြင့်ဆန်ပါ။ဘာကြောင့်မလဲအတင်းချင်းကိုနားထောင်ခြင်းဟာခိုးရပါပစ္စည်းကိုလက်ခံတာနဲ့တူတယ်။ဟုတ်ခိုးသဘောတူလားတော့မသိဘူးနော်။အဲ့တော့ပြဿနာနဲ့မပတ်သက်ဖဲနော်အဲ့ဒီပြဿနာနဲ့မပတ်သက်ဖဲပြဿနာရဲ့အဖြေကို မထုတ်နိုင်ဘဲနဲ့အဲ့ဒီတရေချက်လက်တွေကိုတယ်ဆောင်သွားတယ်ဖြန့်ချီသွားတယ်ဆိုရင်ဒါတရေချက်လက်ပဲ။အခုရပ်ပြည့်တက်တာထဲမှာ ျွန်တော်တို့ကြုံတွေ့ရတဲ့အရာကျွန်တော်မဖြေရှင်းနိုင်ဘူးကျွန်တော်တို့ဒီအရာကိုကျွန်တော်အဖြေရှာမရနိုင်ဘူးဆိုပါစို့ဒါပေမဲ့ဒီအရာထဲမှာကိုယ်ကလည်းမပတ်သက်ဘူးကိုယ်နဲ့လည်းမဆိုင်ဘူးဒီပြဿနာကဒါပေမဲ့ဒီဟာကြီးကိုကျွန်တော်ကလေအဖြေလည်းမထုတ်ပေးဘူးကိုယ်နဲ့လည်းမဆိုင်ဘူးဒါမှမဟုတ်ဖြစ်လေအဲ့ဒီသတင်းအချက်လက်တွေကိုတော့ယူဆောင်သွားပြီးတော့တော့လိုက်ပြောတာဟဲ့အဲ့ဒီကြားပြီးပြီလားအဲ့ဒီလိုတဲ့အကောင်းဆုံးအဖြေရဖို့အတွက်အဖြေရှာတာတိုင်မြင်တာတော့ကောင်းပါလေ ဒါပေမဲ့မလို့အပ်ဖဲနဲ့ပါဖြစ်လေဒီတိချစ်လက်တွေကိုဖြန့်ဝေတယ်ဆိုရင်တော့ဒါဒီပါဖြစ်ဆိုအတင်းဖြစ်သွားတယ်တင်းဖြစ်သွားတယ်အဲတော့တတိနေပြောရင်းနဲ့အတင်းနေဖြစ်သွားတဲ့အခါကျတော့အဲ့ဒီစကားတွေကိုပြောတဲ့အခါမှာပဲကိုယ်ကလာပြောလို့ရှိရင်မလုပ်လေနားမထောင်ဘူးအာမင်ဘုရားဒါဆီရမယ်နော်အတင်းမျိုးစကားတွေကိုယ်ကပြောရင်ပါဖြစ်လေကိုယ်နားမထောင်ခြင်းမို့ဆိုတော့တို့ပြရမယ်နော် နားထောင်ဖို့အခွင့်အရေးကိုကျွန်တော်ညှင်းဆိုင်ရမှာဖြစ်တယ်နော်အဲ့တော့အသင်းတော်ကိုကာကွယ်ခြင်းနဲ့ဆိုရင်အသင်းတော်မှာအသင်းဖြစ်စကားတွေကိုနားမထောင်ပါနဲ့အာမင်အာမင်ကျွန်တော်တို့ပါစကားလေးတွေ့ရလို့ခေါ်တယ်အသင်းတော်မှာတန်းချိုးလေလို့ခေါ်တယ်တယောက်နဲ့တယောက်ယုံကြည်မှုတွေပျက်စီးတာကပါလေအသင်းဖြစ်စကားကြောင့်ဖြစ်တယ်နော်ဒါဒီရီကိုကိုကိုလာကိုကိုရယ်လည်းမပြောရဘူးဖြစ်တယ်ကိုကိုလာပြောရင်လည်းပါဖြစ်လေနားမထောင်ရဘူးနားမခံနားမခံရဘူးเนาะငင်းဆိုင်ရပါဖြစ်တယ် တော့ရမလို့အတင်းဖြင်းစကားကိုခင်ဗျားနားထောင်နေဆိုရင်ဘာလဲတွေ့ဆို900ဘာပစ္စည်းကိုလက်ခံထားရတယ်နော်ခိုးလက်ခံအင်းခိုးလက်ခံနော်အမှုထဲမှာပါတယ်နော်သိအနေအများလားနော်အဲ့တော့အမေဒီအရာတစ်ခုကိုနော်ခိုးရပစ္စည်းတစ်ခုကျွန်တော်လက်ခံလိုက်ပြီဆိုရင်ရာဇဝတ်မှုတင်းစေတယ်လို့မျိုးဟုတ်ကောလည်းပါလေလက်ပြမလုံးပဲနဲ့စစ်ကိုမတော်မတဖြစ်စေတယ်တချို့ကိစ္စတွေကမသိရင်ဘာမှမဖြစ်ဘူးဟုတ်တယ်ဟုတ် မသိပဲနေလာဘာမှဖြစ်ဘူးသိလဲသိလိုက်ရပါဖြစ်လဲနေလို့ရသေးလားမရတော့မရတော့မလုံတော့ဘူးကိုယ့်အနေကိုယ်တော့မနော် yes ဒီเจ้าငါသိတယ်ဆိုတာ तू သိတော့ရင်မကောင်းဘူးထင်တယ်ဆိုတဲ့ဟာမျိုးလေးဖြစ်လာဘိုးမလုံအောင်ပွင့်ဆိုတဲ့ဟာလေးဖြစ်လာနော်ဒါကြောင့်မလို့ဒီအဆင့်မှာလဲရှောက်ပါရှားပါနော်တ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 ော်နဲ့နားလဲလို့အောင်တော့ကြဆုနောက်တစ်ခုကတော့ပြဿနာတွေကိုဖြေရှင်းတဲ့နေရာမှာဘုရားသခင်ရဲ့နိလန်းတွေကိုလက်တွေ့အသုံးချပါ ဟုတ်ပြီဘောပေါ်လာပြီနော်ဟုတ်ကဲ့အဲ့တော့ခရစ်တော်ကကျွန်တော်တို့ကိုအမြဲတမ်းမှားကြတယ်အမြဲတမ်းပြင်ပေးတဲ့အရာရှိတယ်ပြိပခါတွေကြုံတယ်ပြဿနာတွေကြုံတယ်ဘယ်လိုဖြေရှင်းမလဲဘယ်လိုလုံးဆောင်မလဲဘယ်လိုလက်တွေ့အကောင့်ထဲပေါ်မလဲဒါခရစ်တော်ကလူကိုယ်တိုင်စံနမူနာနဲ့ပြရှင်မသက်ခရစ်ဝင်ကြခန်းကြီး၁၈အပိုင်ငယ်၁၅ကနေ၁၇မှာတွေ့ရတယ် ညီကိုဒီအဲတင်းညီကိုဒီတင့်ကိုပြမနေသူ့စီစောသွားရေနှစ်ယောက်နှစ်ယောက်ထဲချင်းသူ့အဖြစ်ကိုပြပြဆုံးမလို့သူဒီတင်းစကားကိုနားထောင်ရင်ညီကိုကိုရသည်ဒို့မဟုတ်တင်းစကားကိုနားမထောင်ရင်လူနှစ်ဦးသုံးဦးသက်သေခံ၍စကားရှိသမျှတို့ကိုတည်စေခြင်းကကိုကိုကိုနဲ့အတူလူတဦးနှစ်ဦးကိုခေါ်အောင်တော့သူတို့ဒီစကားကိုနားမထောင်ရင်အတင်းတော်အားကြားပြောလို့အချင်းလေးနဲ့တော့ရနော်ဘယ်လိုလဲဆိုတော့ အသင်းတော်မှာရိုးရှင်းတဲ့လုပ်ငန်းစဉ်3ရက်ကိုချပေးထားတာဘယ်နှရက်လဲဆိုတော့3ရက်3ရက်ပထမတစ်ဆင့်ကဘာလဲဆိုရင်ပြိပခါရီတက္ကနာရီအသင်းတော်ထဲမှာဖြစ်တယ်ဆိုရင်အသင်းတော်ကိုကာကွယ်တဲ့အနေနဲ့နံပါတ်1ဘာလို့ရမလဲညီအကိုချင်းမျက်နှာချင်းဆိုင်ဆွေးနွေးရမှာဖြစ်တယ်တိုင်ပင်ရမှာချင်းချင်းရမှာဖြစ်တယ်ဟုတ်တယ်ဟုတ်မင်းအဲ့ဒါတွေကို line ပေါ်မှာတင်ပြီးတော့လေဟိုဘယ်လိုခေါ်မလဲနာမည်မပါရုံတမယ်ပဲရှောက်ရေးဖို့လည်းမဟုတ်ဘူး เนาะไลน์หมอตินပြီးတော့เนาะအာဟိုယင်ဖွင့်ဖို့လည်းမဟုတ်ဘူးไลน์หมอဖွင့်ไลน์หมอตินပြီးတော့စိန်ခေါ်ဖို့လည်းမဟုတ်ဘူးဟုတ်တော့ဘာလို့ဖို့လဲနှူးချင်းသူနဲ့ကိုယ်နဲ့ကြားမှာတိုးရစ်တွေပဲပြောဆိုရမှာညီနိုင်ရမှာဖြစ်တယ်အဲ့ဒါဥမာလက်မခံတဲ့အချိန်မှာဒုတိယသင်းအနေနဲ့ဘာလုပ်ရမလဲဆိုတော့တက်တေခေါ်သွားရမယ်တက်တေဆိုရင်လည်းအများကြီးမဟုတ်ဘူးเนา အခုကကျွန်တော်နှစ်ယောက်ထဲတာမှပြောရသေးဘူးတက္ကသိုလ်ကလုံးသိကုန်ပြီဆိုတဲ့အမျိုးဖြစ်နေတာပြဿနာတွေကဆိုအသိန်းတော်ကိုကာကွယ်ဖို့နေတာတာပါဖြစ်လေအသိန်းတော်ကိုထုတ်ထွက်အောင်လုပ်နေကြတာအဲ့တော့နှစ်ယောက်ထဲကနေပြီးတော့ဗာလေနှစ်ယောက်သုံးယောက်လူကြီးပိုင်းပေါ့ဗျာအဲ့တော့ကိုဟိုနားထောင်ပေးမဲ့သူတွေပေါ့ဝင်ပြောပေးဖို့ကိုဘက်ကဝင်ပြောပေးဖို့လည်းမဟုတ်ဘူးသူဘက်ကဝင်ပြောပေးရုံလည်းမဟုတ်ဘူးနားထောင်ပြီးတက်တယ်လိုက်ပေးဖို့အတွက်နော်အဖြစ်မှန်ကိုနားထောင်ပေးဖို့အတွက်တက်တယ်နားဥသုံးဖို့လိုအပ်တယ် ဆိုတော့အဲ့နှစ်ဦးသုံးဦးနဲ့မှလက်မခံသေးဘူးမရသေးဘူးဆိုတော့ဗာလေအသင်းတော်မှာအသင်းတော်ကဝင်ရှင်းဖို့လိုအပ်လာတယ်ပြည်ပြည်ဆိုတော့ဒီလိုအရှင်လေးတွေတော်ဖို့ဖြစ်တယ်ဒါပေမဲ့ဒီလိုအရှင်လေးတွေမှာဒါအသင်းတော်ကိုကာကွယ်ရရောက်တယ်အသင်းတော်ကိုပြုစုရရောက်တယ်ဒါပေမဲ့ကျွန်တော်တို့ကနှစ်ဦးလေးဆုတ်ပြရမယ့်အရာနှစ်ဦးနဲ့တိုင်ပင်ရမယ့်အရာကိုအသင်းတော်ကိုတွားပြောရင်လည်းဒါနောက်ဆုံးအဆင့်ကိုကြော်လို့တာဖြစ်တဲ့ကြောင့်ဆိုးတဲ့အခြေအနေဖြစ်နေတယ်။အဲ့တော့အများသူငါးနဲ့တက်တည်ထားပြီးတော့ပြောရမယ့်အချိန်မှလည်းပဲ တေးရကိုကြော်ပြီးတော့အသင်းတော်နဲ့တိုက်ရိုက်သွားတယ်ဆိုရင်ဒါလည်းအဆင့်ကျော်တာဖြစ်တယ်ပို့ပြီးဆိုးတဲ့အချိန်တွေရောက်နိုင်တယ်အသင်းတော်နဲ့ကင်တွယ်တဲ့အရာကနောက်ဆုံးအဆင့်အမြင့်ဆုံးဆန်တင်ဖြစ်တယ်နော်အဲ့တော့တရားကလုပ်ငန်းစဉ်လေးတွေကိုအချိန်လေးတွေကိုအဆင့်အဆင့်လေးတွေအပြင်ပြုတော့တင်ပေးတယ်ဒါကိုကျွန်တော်လက်တွေ့အသင်းတော်ထဲမှာအသင်းတော်ကိုပြုစုတဲ့အခါမှာအသင်းတော်ကိုတိစောက်တဲ့အခါမှာလက်တွေ့ဖြစ်တော့ဖြစ်တယ်နော်ဒီအစ်စ်နေကိုကြော်လို့လည်းမရဘူးဆိုတာလေးကိုပြောတင်တာဖြစ်တယ်နော်ဒါတော့ကျွန်တော်တို့မှာ အသင်းတော်ရှိသလားကျွန်တော်တို့အသင်းတော်မှာပါဝင်နေသလားကျွန်တော်တို့အသင်းတော်မှာကျွန်တော်တို့ဘယ်လိုမျိုးမျိုးလင့်ချင်တယ်ဘယ်လိုမျိုးပါဝင်နေတယ်လဲဆိုတာကို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 မေးရတော့မှချင်းဖြစ်တယ်ဒီမှာအချက်လေးချက်ရှိတယ်အသင်းတော်မှာပါဝင်တဲ့အခါမျိုးလင့်ချက်တွေကိုလက်တွေ့ဆန်တာထားပါဘာဖြစ်လဲကျွန်တော်မျိုးလင့်ချက်နဲ့ကျွန်တော်လက်တွေ့ဘဝတွေကလေတချို့ဟာတွေကဖတ်လို့မကြတော့လေတကယ်လက်တွေ့ကြတဲ့အရာတွေကိုမျိုးလင့်မှာလို့ပြောချင်တာဖြစ်တယ်နောက်တော့ပစ်တင်ဝေပါမှုတွေကိုရှောင်ပါအားပေးပါအတင်းချင်းစကားတွေကိုနားမထောင်ဖို့ညှင်းဆန်ပါ နော် sorry နားထောင်ဖို့ညှင်းဆမ်းပါနားမထောင်ရင်မိုးလို့လာပြောလိုက်နော်နောက်တစ်ခုကဗါလဲပြဿနာတွေကိုဖြေရှင်းတဲ့နေရာမှာကင်တွေတဲ့အခါမှာဘုရားသခင်ရဲ့နိလန်းတွေကိုလက်တွေ့အသုံးပြုရမှာဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ဆင်ရင်သုံးသပ်ကြမယ်ဒီနေ့အဲအဖြစ်တော်ကာကွယ်ခြင်းဆိုတဲ့ကောင်းစီအောင်မှာကျွန်တော်တို့ဘာကိုသုံးသပ်မလဲဆိုတော့အတိတ်ကမှတားရမယ်ကြမယ်လေးကတော့ဒီမှာယောမအဝရစာခန်းကြီး74အပတ်ငယ်79ကိုကျွန်တော်ဒီနေ့တော့မှတ်ထားရအောင်နော်အလုံးမကြက်နိုင်ဘူးဆိုရင်လည်းငါးခေါက်လောက်ကျွန်တော်တို့ဖတ်ထားရအောင်ထို့ကြောင့်စစ်တဲ့ချင်းနဲ့၎င်း ယောမ14ဖြစ်တယ်အငယ်16ဖြစ်တယ်ထို့ကြောင့်ယင်းတဲ့ချင်းနဲ့၎င်းအချင်းချင်းတိဆောက်ချင်းနဲ့၎င်းရှင်သောအရာတို့ကိုမိအောင်လိုက်ကြကုန်အံယင်းတဲ့ချင်းနဲ့အချင်းချင်းတိဆောက်ချင်းညီတဲ့ချင်းရဲ့အချင်းချင်းတိဆောက်ချင်းရဲ့ဒီအရှင်တဲ့အရာတွေကိုမိအောင်လိုက်ဖို့တဲ့နော်ယင်းတဲ့ချင်းနဲ့၎င်းချင်းချင်းတိဆောက်ချင်းနဲ့၎င်းနော်ရှင်ရင်ရမယ်မိကုန်းကျွန်တော်ကိုကိုကိုမင်းရမယ်မိကုန်းနေမိမိဒီ နော်မိမိရဲ့မိသားစုအသင်းတော်အတွင်းနဲ့စီလုံးညီညွတ်မှုကိုကာကွယ်ဖို့အတွက်တနည်းအားဖြင့်အသင်းတော်ကိုတည်ဆောက်ဖို့အတွက်အသင်းတော်စီလုံးညီညွတ်မှုကိုကာကွယ်ဖို့အတွက်မိသည့်အရာတွေကိုလက်တွေ့လှုပ်ဆောင်မလဲ။ဘယ်အရာတွေလက်တွေ့လှုပ်ဆောင်မလဲ။အသင်းတော်ကိုကာကွယ်ဖို့လှုပ်ဆောင်တဲ့နေရာမှာဘယ်လိုအရာတွေကိုလက်တွေ့လှုပ်ဆောင်မလဲ။ခုနကပြောခဲ့တဲ့လေးချက်ထဲမှာလှုပ်ဆောင်ရမယ့်အရာတွေရှိနော်။ဝန်ခံရမယ်။ဒီအရာတွေကိုဝန်ခံနိုင်တယ်ဆိုရင်ခင်ဗျားကျွန်တော်ဒီအသင်းတော်ကိုကာကွယ်ဆောက်ရှောက်နေခြင်းဖြစ်ပါတယ်။ အသိတော်ကိုပြုစုနေခြင်းဖြစ်ပါတယ်အသိတော်ကိုချစ်နေခြင်းဖြစ်ဒါပေမဲ့ကျွန်တော်တို့အသိတော်ကိုချစ်ပါတယ်ယုံကြည်သူတွေချစ်ပါတယ်ပြောပြီးတော့ပါဖြစ်လေမလိုက်နာဘူးဆိုရင်တော့အသိတော်ကိုတိဆောက်ရမှာမဟုတ်ဘူးဖြုတ်ချက်ရရောက်တယ်ဆိုတာလေးကိုပြောချင်ပါတယ်ဒါကြောင့်အသိတော်တိဆောက်ခြင်းဆိုင်ရာဒီနေ့အဖြစ်အသိတော်ကိုကာကွယ်ခြင်းဆိုင်ရာမှာပြစ်စာရှိတော်သူတွေအဖြစ်နဲ့အဲပါဝင်ကြဖို့အစီခံကြဖို့နော်တက်တွန်းခြင်းနဲ့ခွာပေးခြင်းပါပဲအားလုံးပေါ်မှာဖျက်သိမ်းကောင်းကြီးပေးပါစေ Amen. Amen.